ချစ်ကြည်လေးစားရပါတော့ပြည်တော်စု သမရမြန်မာနိုင်ငံတော်အတွင်းရှိယဟန်ရှင်လူ တိုင်းသာမိဘပြည်သူ အပေါင်းတို့ကိုကိုဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းကောင်းကျိုးလိုအင်ဆန္ဒများနှင့်ပြည့်စုံပါသည်ကြောင်း ကျွန်တော်နှင့်အတူမြန်မာနိုင်ငံတောင်သူလယ်သမားအလုသမားပြည်သူပါတီဝင်များအားလုံးကနေစုတောင်းမြတ်တာပို့တာအပ်ပါတယ်ကျွန်တော်တို့ပါတီဟာ နိုင်ငံရဲ့အဓိကအင်အားစုကြီးများဖြစ်တဲ့တောင်သူလယ်သမားများအလုတ်သမားများနဲ့လက်လုတ်လက်စားပြည်သူများကိုကူစားပြုပြီးအသိပညာရှင် အတတ်ပညာရှင်များရဲ့ဟန်ချက်ညီညီပူးပေါင်းပါဝင်မှုနဲ့အတူဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။လက်လုတ်လက်စားအခြေခံလူဒန်းစားပြည်သူများကြုံတွေ့နေတဲ့ဆင်းရဲနွမ်းပါမှုမှလွတ်မြောက်အောင်ဥပဒေဆိုင်ရာ အကာအကွယ်တွေအမှန်တကယ်ရရှိနိုင်အောင်နဲ့ကမ္ဘာနိုင်ငံများနဲ့ တန်းတူရင်မောင်တန်းနိုင်တဲ့ဖုံမျိုးတို့တတ်သော ချမ်းသာကြွယ်ဝသောခေတ်သစ်နိုင်ငံတော်ကြီးကိုတီဆောက်မယ်ဆိုတဲ့ရည်မှန်းချက်များကိုဆက်လက်အကောင့်ထဲပေါ်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူပါတီရဲ့အဓိကဦးစားပေးနိုင်ငံရေးမူဝါဒသဘောတရားများကိုတင်ပြသွားမှာဖြစ်ပါတယ်။ဒီမိုကရေစီစံနှုန်းများနဲ့ကိုက်ညီသောပြည်သူဗဟိုပြုတဲ့တန်ရှင်သော အစိုးရအုပ်ချုပ်ရေးစနစ်ပေါ်ထွန်းလာသည်မှန်ကန်မျှတသောလွတ်လပ်ပွင့်လင်းသောတရားဥပဒေစိုးမိုးရေးဖြစ်ပါれကောင်းမွန်သောတန့်ရှင်းသောပြည်သူဗဟု ပြုတဲ့အစိုးရအုပ်ချုပ်ရေးစနစ်တည်ဆောက်မယ်ဆိုရင်ဒီမိုကရေစီစံနှုန်းများနဲ့အညီပြည်သူစံတာအရရွေးချယ်တင်မြောက်သော လွတ်တော်ကိုယ်တည်းများနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုလွတ်တော်ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်ရပါမယ် အုတ်ချုပ်၏မန်တိုင်းမှာဝင်လင်းမြင်သာမှုရှိရေဘိုးဦးသည်ချုပ်ကင်မှုလျှော့ချပြီးတော့အမျော်မြင်ကြီးမားတဲ့ပညာရှင်များရဲ့အခန်းကဏ္ဍကိုလည်းပါဝင်စေရပါမယ်။တရားဥပဒေစိုးမိုးရေးနဲ့မှလည်းတည်ဆဲဥပဒေကို အတင်းစိုးမိုးနေုံနဲ့မလုံလောက်ပါဘူး။တရားမျှတတဲ့ပြည်သူအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ဥပဒေသမျှပြဋ္ဌာန်းနိုင်မှု ပြင်ဆင်နိုင်မှုမမျှတမလိုအပ်တဲ့ ဥပဒေချုပ်ကိုင်မှုတွေကိုဖျက်သိမ်းနိုင်မှုစောင်ရွက်သွားမှာဖြစ်ပါတယ်။တရားစီရင်စနစ်မှာလည်းလက်ပေးလက်ယူအခရီးကင်းရှင်းမှုအရေးကြီးတယ်လို့ဝင်လင်းမြင်သာတဲ့အုတ်ချုပ်ရေးအာဏာမှကင်းလွတ်တဲ့တရားစီရင်မျိုး ဖြစ်ရမယ်။ဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့အစည်းများလွတ်လပ်စွာပေါ်ထွန်းစေပြီးပြည်သူပါဝင်မှုနဲ့တူတရားဥပဒေစိုးမိုးရေးနယ်ပယ်ဟာလည်းပုံမူအားကောင်းလာသည်မှာအမှန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်ရေးနဲ့အတူတွဲလျက်ပါလာခဲ့တဲ့ပြည်တွင်းလက်နက်ကိုင်ပြပခများဟာလေဒီကနေ့အထိအမွေဆိုးတစ်ခုဖြစ်နေပါတယ်ပါလီမန်ဒီမိုကရေစီခေတ်ကနေစားပြီးယနေ့တိုင်အောင်နိုင်ငံရေးခေါင်းဆောင်များလက်နက်ကိုင်များရဲ့တင်းမာတဲ့သဘောထားတွေဟာဒီကနေ့ကျွန်တော်တို့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတဲ့အခြေအနေကိုရောက်စေခဲ့ပါတယ်မတူညီတဲ့အမြင်တွေကိုသဘောထားကြီးမှုတွေ အပြန်လန်နားလည်မှုတွေမတီဆောက်နိုင်တဲ့အခါအာမမချစ်စီတော့ပဲဘေးဖြစ်နေတာဟာဒီကနေ့ပြည်သူအလုံးအသိပဲဖြစ်ပါတယ်တရားမျှတခြင်းဆိုတာရှိမှညီညွတ်ခြင်းနဲ့ယုံကြည်မှုဆိုတာတီဆောက်လို့ရမှာဖြစ်ပါတယ်တိုင်းသားများအခြေပြုဟာပြည်နယ်များနဲ့တိုင်းဒေသကြီးများအားလုံးမှာအခွင့်အရေးတန်းသူဖြစ်စေဖို့တာဝန်တည်တတ်မှုတာဝန်ယူတတ်မှုတွေတူညီနေကြဖို့လိုအပ်ပါတယ် PPMW ပါတီရဲ့နိုင်ငံသားရေးမူဝါဒများအနေနဲ့အမျိုးသားအကျိုးစီးပွားရေးကိုရှေးရှုသောလွတ်လပ်ရေးတက်ကြွသောဗတ်မလိုက်သော နိုင်ငံသားရေးမူဝါဒဖြစ်ပါတယ်။ကမ္ဘာနိုင်ငံများနဲ့ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီးအခြားနိုင်ငံများ၏အချုပ်အခြာ အာဏာကိုလေးစားခြင်းနဲ့အတူငြိမ်းချမ်းစွာရှင်တွဲနေထိုင်ကြမှာ ဖြစ်ပါတယ်။စီးပွားရေးဆိုင်ရာမူဝါဒအနေနဲ့စံမှုလျာစနစ်ကိုအခြေခံပါစေပြီး ဆက်မှုနိုင်ငံတော်အဖြစ်ကိုတက်လှမ်းတည်ဆောက်သွားမှာဖြစ်ပါတယ်။အစိုးရရဲ့စီးပွားရေးချုပ်ကိုင်မှုအကိုလျှော့ချပြီးပုပ်ကတိကလုပ်ငန်းရှင်များရဲ့ပါဝင်ဆောင်ရွက်နိုင်စွမ်းကိုမြင့်တင်သွားရပါမယ်။လွတ်လပ်တဲ့ဈေးကစီးပွားရေးစနစ်ကို အခြေခံမှာဖြစ်ပြီးနိုင်ငံသားယင်းနှိမ့်မှုနှုန်းများဖိတ်ခေါ်သွားပါမယ်။ဒီချိန်ထဲမှာပဲပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များရဲ့ရှင်ပြိုင်ရည်တည်နိုင်စွမ်းကိုလည်းအကာအကွယ်ပေးတဲ့မူဝါဒများ ရေးဆွဲဆောင်ရွက်ရပါမယ်။နိုင်ငံတရားသာတအရင်းမြစ်များကိုထုတ်ယူသုံးစွဲရာတွင်လည်းအနာဂတ်နိုင်ငံတော်နှင့်နိုင်ငံသားများတို့ပါရေးရှိမျှော်မြင်ပြီးတရားသာတဆိုင်ရာမူဝါဒများရေးဆွဲဆောင်ရွက်သွားရမှာဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်နှင့်ဂေယာစနစ်မထိခိုက်စေရန်အတွက်လည်းအလွန်အရေးကြီးပါတယ်။ပြည်သူတရားသာတဆိုင်ရာဗန္နာရေးကော်မရှင်ဖွဲ့စည်းပြီးပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်သွားရမှာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဟာတယံဇာတထုတ်ယူသုံးဆွဲခြင်းအပေါ်မှာအလွန်ကြုံမိခိုးနေတာကိုရှင်းချပြီးတဘာဝပထဝီအခြေအနေနဲ့လူစွမ်းအားအရင်းမြစ်တို့ပေါင်းဆက်ဖွံ့ဖြိုးသေးသည့်ဝါရမများရေးဆွဲ၍စောင်ရွက်သွားရမှာဖြစ်ပါတယ်။နိုင်ငံကိုမှန်ကန်တဲ့စီးပွားရေးလမ်းကြောင်းပေါ်မှာရက်တည်ဖို့ဆိုရင် SME SMI အသေးစားအလက်စားစက်မှုလုပ်မှုလုပ်ငန်းရှင်များကိုလိုအပ်တဲ့အထောက်ပံ့များပေးနိုင်မှုဗန်ဒိုးနှုံးများလျှော့ချဖို့နဲ့ဥပဒေဆိုင်ရာ အကာအကွယ်ပေးနိုင်မှုပုံကတိကစီးပွားရေးနဲ့ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်နိုင်မှုလိုအပ်ပါတယ်။ဗန်လုပ်ငန်းများနဲ့ငွေကြေးဆိုင်ရာတည်ငြိမ်မှုရရှိအောင်ကုန်စည်နှုန်းတည်ငြိမ်မှုရှိအောင် ထိန်းချုပ်ပေးရမှာက အစိုးရများရဲ့တာဝန်ပဲဖြစ်ပါတယ်။ကုန်သွယ်ဘက်နိုင်ငံများ၏ဈေးကွက်ချုပ်ကိုင်မှု မခံရသေးရန်ပြည်တွင်းထုတ်ကုန်များဤပညာနဲ့အရေးသွေးမြင်မားစီပြည်ပဈေးကွက်များ ရှာဖွေရေးလုပ်ငန်းများစောင့်ရွက်သွားမှာ ဖြစ်ပါတယ်။ BBMF ဒလူပါတီရဲ့ ညာရေးဆိုင်ရာမူဝါဒအနေနဲ့အမှန်တကယ်နားလည်တက်မြောက်စီကိုပိုင်တွေးခေါ်ကြံစနိုင်သည့်လွတ်လပ်မြင်မာတဲ့ပညာရေးမျိုးဖော်ဆောင်သွားမှာ ဖြစ်ပါတယ်အခြေခံမူလာတန်းကိုမတိမနေရပညာရေးအထက်တန်းအဆင့်ထိကို အခမဲ့ပညာရေးမူဝါဒများချမှတ်သွားရမှာ ဖြစ်တယ်အဆင့်မြင့်ပညာရေးနယ်ပယ်မှာလည်းအကန့်အသတ်မူပေါင်းများဖြည့်လျှော်ပြီးလွတ်လပ်စွာ သင်ကြားနိုင်ရေးဆောင်ရွက်သွားရမှာဖြစ်ပါတယ်ပညာရေးစီမံကိန်းများရေးဆွဲပြီး ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးသင်ထောက်ကူပစ္စည်းများပြည့်စုံရေးဆရာဆရာမများအရေးသွေးမြင့်တင်ရေးပညာသင်ထောက်ပံ့ခြင်းနဲ့နိုင်ငံတကာသို့ပညာတော်သင်များပုံမူဆလွတ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်သွားရမှာဖြစ်ပါတယ်ပညာရှင်များကိုပြည်တွင်းမှာပဲအလောက်ကိုင်းအခွင့်အလမ်းများဖန်တီးပေးနိုင်ရမှာ ဖြစ်ပါတယ်ဒါမှသာပြည်ပရောက် နိုင်ငံသားခေပညာတော်များပြန်လည်ဖိတ်ခေါ်၍နိုင်ငံတော်တည်ဆောက်ရေးမှာ လူစွမ်းအားအရင်းမြစ်များဖွံ့ဖြိုးစီမှာဖြစ်ပါတယ်အမျိုးသားကျမ်းမာရေးစီမံချက်များရေးဆွဲ၍ကျမ်းမာရေးအသုံးစရိတ်လုံလောက်စွာညှင့်တင်ပေးရမှာဖြစ်ပါတယ်ဇင်းရနွမ်းပါသူများကလေးသူငယ်များနဲ့တက်ကြီးရွယ်အိုများအခမဲ့စေကုသပေးနိုင်ခွင့်ရှိစေရပါမယ်။သွားရည်လာရည်ခက်ခဲတဲ့ဒေသများပါမကျန်းနယ်လက်စေကုသရေးအစီအစဉ်များဆောင်ရွက်သွားပါမယ်။စေဘက်ဆိုင်ရာပညာရှင်များပူးမှုမွေးထုတ်၍အရေးအသွေးနှင့် စိတ်စေတနာမြင်မာရေးကို လေ့ကျင့်ပြိုးထောင်သွားရန်လိုအပ်ပါတယ်ပြည်သူ့ကျမ်းမာရေးနယ်ပယ်မှာကုသရေးအပြင်ယောဂါကျူတင်ကာကွယ်တားဆီးရေးအစီအမံများလည်းအလွန်အရေးကြီးပါတယ်ဒိုင်းသားလူမျိုးစုအားလုံးရဲ့ကိုယ်ပိုင်အခွင့်အရေးမှန်သမျှကိုအာမခံပေးနိုင်ရမှာ ဖြစ်ပါတယ်ဒိုင်းသားအခြေပြုဟာပြည်နယ်များအားလုံးမှာလမ်းတံတားဆေးရုံစာတင်ကြောင်းစီးပွားရေးဆောင်စသည့်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးရမှာဖြစ်သလိုကျမ်းမာရေးပညာရေးဆိုင်ရာအထောက်ပံ့များဖွံ့ဖြိုးတိုးတက်စေရပါမယ်။ဒိုင်းသားယိုးအားယဉ်ကျေးမှုစာပေအမှုပညာများကိုအစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။လေသမားများရဲ့လေယာဉ်ပိုင်ဆိုင်ခွင့်ကို အာမခံပေးရမှာဖြစ်ပြီးလေလုတ်သူတိုင်းလေယာဉ်ပိုင်ဆိုင်ခွင့်ရရှိစေမှာ ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့လေယာဉ်အငင်းပွားမှုများကိုလည်းအမြန်ဆုံး မှန်မှန်ကန်ကန်ဖြည့်ရှင်းဆောင်ရွက်ပြီးပါမယ်။အလုံသမားများတို့နိုင်ငံရဲ့အနေအဆုံးဒုက္ခနှုံတာသတ်မှတ်ချက်ဟာအာဆီယံနိုင်ငံများနဲ့ဒန်းတူဖြစ်စေဖို့အစိုးရဘိုင်းကနေပံ့ပိုးမှုများဥပဒေနဲ့အညီလှုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ပြည်ပရောက်မြမရွှေပြောင်းလှုပ်သားများကိုလည်းနိုင်ငံတကာအလုံသမားဥပဒေများနဲ့အညီအခွင့်အရေးနဲ့အကာအကွယ်များအပြည့်အဝရရှိစေဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့အရေးကြီးလာတဲ့ တာဝန်တရားများကိုထမ်းဆောင်နေရတဲ့ပြည်သူဝန်ထမ်းများနဲ့မိသားစုဝင်များရဲ့လူမှုဘဝပြည်စုံရေးပညာရေးကျန်းမာရေးအထောက်ပံ့ကောင်းများအနာဂတ်အတွက်အစီအမံများချမှတ်ပေးရမှာဖြစ်ပါတယ်။ပြည်တော်စုသမရမြန်မာနိုင်ငံသားများသည်လွတ်လပ်စွာကိုယ်ကိုယ်ယုံကြည်ခွင့်ရှိပါတယ်။သို့သောဘာသာရေးအစွန်းရောက်ဝါဒများဆွဲကင်ပြီးတစ်ဖက်နဲ့တစ်ဖက်စော်ကားတိုက်ခိုက်ခြင်းမျိုးမဖြစ်ဖို့အမတန်အရေးကြီးပါတယ်။ အမျိုးဘာသာတာသနာဝန်သာမှုရခိတတရားများကိုထိမ့်သိမ့်ကာကွယ်စောင့်ရှောက်ဖို့ဆိုတာနိုင်ငံသားအလုံးရဲ့တမိုင်းဘေးတာဝန်ကြီးပဲဖြစ်ပါတယ်အချုပ်အပြင်းတင်ပြရလင်ကျွန်တော်တို့နိုင်ငံဟာဒီကနေ့အထိတိုင်အောင်ချမ်းသာကြွယ်ဝနေသေးပါမြန်မာနိုင်ငံသားတူးချင်းတွေရဲ့မွေးရပါမြေပိုင်ဆိုင်မှုပမာဏဟာ3.25အီကဖြစ်ပါတယ်ဒါဟာအာဆီယံနိုင်ငံအားလုံးထက်ပိုမိုတာလွန်ပါတယ်ကောင်းမွန်တဲ့ရာသီဥတု မြေစီဩဇာကျွယ်ဝတဲ့မြေမျက်နှာသွင်းပြင်အခြေအနေတွေပို့ဆောင်ဆက်သွယ်ရေးနဲ့ရေကြိုရရှိမှုကောင်းစွာထောက်ပံ့ပေးနိုင်တဲ့အဓိကမြစ်ကြီးများရဲ့တည်ရှိပုံလုံလောက်တဲ့ပင်လယ်ရေပိုင်နဲ့အကျယ်ဝန်းရှည်လျားတဲ့ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်မှုတဘာဝစွမ်းအင်အရင်းမြစ်များပေါ်ကျွယ်ဝမှုဒါအပြင်စည်ရေးစီးပွားရေးမဟာဗျူဟာကျတဲ့ပထဝီအနေထားတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ် လူကြီးတိတ်သီးသများလုံးနဲ့နိုင်ငံကြီးတွေရဲ့အလဲမှာ ကျွန်တော်တို့နိုင်ငံဟာတည်ရှိနေတာဖြစ်တဲ့အတွက်စီးပွားရေးကအလွန်ကြီးမားတဲ့ဈေးကွက်ကြီးကိုပိုင်ဆိုင်ထားတယ်လို့ဆိုကြပါတယ်။ဒါကြောင့်တွင်းတဲ့တယံဇာတတွေပေါ်မှာမိခိုးစရာတော့မလိုအပ်ပဲကျွန်တော်တို့နိုင်ငံသားတွေအားလုံးချမ်းသာကြွယ်ဝအောင် လုပ်လို့ရတယ်လို့အခိုင်အမာ ဆိုကြပါတယ်။နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုကိုနိုင်ငံသားအားလုံးဒန်းတူရည်တူခံစားနိုင်မှု ပထမဦးဆုံးအဓိကလိုအပ်ချက်အနေဖြင့်ပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ဒိုင်းသာပြည်သူတရလုံးရဲ့စီးလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ပြီးအဲ့ဒီကမှတဆင့်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို အမျှော်မြင်ကြီးကြီးနဲ့ပြင်ဆင်ရေးဆွဲပြန်ထမ်းနိုင်မှုကြိုးပမ်းသွားမှာဖြစ်ပါတယ်။စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊နိုင်ငံခြားရေး၊ကာကွယ်ရေး၊ဘာသာရေးအစရှိတဲ့ ူဝါဒများချမှတ်ပြီးတော့ရေလိုရေချင်စီမံကိန်းများရေးဆွဲအကောင့်ထဲပေါ်စောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးရဲ့နောင်လာနောက်သားမျိုးဆက်တွေကိုငြိမ်းချမ်းသာယာဝါပြောတဲ့ခေတ်စ်နိုင်ငံတော်ကြီးစီကိုအကောင်းဆုံးအမွေအဖြစ်လက်ဆင့်ကမ်းပေးနိုင်ကြဖို့ဒီကနေ့ကစပြီးကျွန်တော်တို့မြန်မာနိုင်ငံတောင်သူလယ်သမားအလုသမားပြည်သူပါတီနဲ့အတူတိုင်းရင်းသားမိဘပြည်သူတရက်လုံးကပူးပေါင်းပါဝင်ပေးကြဖို့ လေးလေးစားစားစံဓာပြုတ်အပ်ပါတယ်ဒါကြောင့်ပြည်သူကိုအလုပ်ရွေးပြုတ်ရဲဆိုတဲ့ခိုင်မာတဲ့တန်ဓိဋ္ဌန်နဲ့အတူပောက်ဖွာလာတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ တောင်သူလယ်သမားအလုပ်သမားပြည်သူပါတီ PPMW ရဲ့လွတ်တော်ကိုယ်တည်းလောင်းများကို ထောက်ခံအားပေးကြပါလို့လေးလေးစားစားမြစ်တာရက်ခံပန်ကြားအပ်ပါတယ်ကျွန်တော်တို့ပါတီနေဖြင့်ရွေးကောက်ပွဲလွန်ကာလာဖြန့်၌ပြည်တော်သူတဝင်းလုံးသာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေဖို့နဲ့နိုင်ငံ စီဝါရေးချက်ချင်းဥမော်လာပြီးပြည်သူတွေအလုံးစားဝတ်နေပြည့်စုံဖူလုံအောင် စွန်းစွန်းတမန်အားကြိုးမှန်တဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒိုင်းသာမိဘပြည်သူတွေအလုံးအားဂရိကူအပြုတင်ပြအပ်ပါတယ်ခမညာကျွန်တော်တို့ပါတီရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးစောင့်ဖို့ကတော့လိုအပ်ချက်တွေဖြည့်ဆည်းဖို့မတရားမှုတွေကာကွယ်ဖို့နစ်နာမှုတွေကူညီဖို့ပြည်သူအနာဂတ်တွေ တာယာပြည်စုံမှုမြန်မာနိုင်ငံတောင်သူလယ်သမားအလို့သမားပြည်သူပါတီကို ထောက်ခံစုပဲ ဖြစ်ပါတယ်မိဘပြည်သူများကိုစိတ်နှပါရှင်လန်းချမ်းမြေပြီးအနာဂတ်ဘဝများငြိမ်းချမ်းပြည်စုံပါစေကြောင်းမြန်မာနိုင်ငံတောင်သူလယ်သမားအလို့သမားပြည်သူပါတီမှစံဓာပြုအပ်ပါသည်ခမညာအားလုံးကျေးဇူးတင်ပါတယ်